တောက်တုံးရီကိုရက်စာသာကျန်တော့တဲ့လူဦးရေဆယ်သန်းကျော်ရှိတဲ့အီရန်နိုင်ငံရဲ့မြို့တော်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Top Magazine ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့လူဦးရေဆယ်သန်းမိတင်းနေထိုင်နေတဲ့အီရန်နိုင်ငံမြို့တော်တီဟီရန်မှာလက်ကျန်တောက်တုံးရီပမာဏကကိုရက်စာသာကျန်တော့တာကြောင့်မြို့ပြောင်းရွှေရကိန်းစိုက်နေတဲ့အကြောင်းအများပြည်သူကဗဟုသုတရရစေဖို့အတွက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ အီရန်နိုင်ငံကသမိုင်းမှာမိုးခေါင်ရေရှာမှုတံအဆိုးအဝါဆုံးခံရရတဲ့နိုင်ငံဖြစ်လာပြီးတော့ နှစ်ပေါင်းများစွာသောစီမံကိန်းအမားတွေမြို့ပြလူဦးရေတဟုန်တို့တုံ့ပြန်လာခြင်းနဲ့မြေအောက်ရေအလွန်အကျွံထုတ်ပြီးတော့တုံးကြခြင်းတွေကြောင့်မိုးခေါင်နေပြီးတော့ဆက်လက်မိုးခေါင်နေပါကလက်ရှိမြို့တော်တောက်တုံးရေပင်ပင်မအရင်းမြစ်ဖြစ်တဲ့ Laverson မှာရှိတဲ့ Lithium ဆဲအတွင်တောက်တုံးရေပမာဏကမြို့လူဦးရေတောက်တုံးဖို့ကိုရက်စာတာကြန့်ရှိတော့တာကြောင့် Iran Tamra Masup Pizakian ကအလွန်ဆိုးရွားတဲ့ကပေးတင်ပြီးတော့မြို့ပြောင်းရွှေ့ရွယ်ရှိနေရလို့ ို့ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။နိုဝင်ဘာလ17ရက်ကအီရန်လွှတ်တော်မှ PZKN ကရေပြဒနာကိုဖြေရှင်းနိုင်မယ်ဆိုရင်အဲ့ဒီသူကို အာဏာကုန်လွှဲပေးပြီးတော့ဖြေရှင်းစီမှာဖြစ်ကြောင်းပြဒနာကတီဟီရမာသာမကဒုတိယအကြီးဆုံးမြို့မက်ရှ်ဟတ်မှာဆိုရင်လေတောက်ရီလောင်စဲဒီ ညာကိုင်းလုံးသာကြန့်ရှိတော့ကြောင်းတနိုင်ကလုံးမှာရှိတဲ့၁၀ပေါင်း၁၉ခုကလည်း၆တွေ့ကုန်တာကြောင့်ပိတ်ထားရတဲ့အကြောင်းတီဟီရန်မြို့မှာ၆နှစ်စတိုက်မိုးခေါင်ရေရှောင်မှုဖြစ်ပွားပြီးတော့မနေ့ကထက်မိုးရွာသွန်းမှုနှုန်းက40ရာခိုင်နှုန်းထက်ကျဆင်းသွားတာကြောင့်ဒါကြောင့်မို့တောင်ကြရေခံရေလောင်ကန်နေမြေအောက်ရေထုတ်ယူတဲ့ရေလောင်ကန်တွေလည်းရေအရင်းမြစ်ရရှိနိုင်စွမ်းမရှိသလောက်ဖြစ်လာခြင်းကကပ်ဘေးဆိုတာထက်တောင်မှပိုဆိုးွားတဲ့အဆင့်ရောက်နေပြီလို့ပြောကြားသွားခဲ့ပါတယ် ဘေဇက်ခရိုင်ကတီဟီရမရှိတဲ့အစိုးရအဆောက်အုံတွေကိုမြို့တော်ရဲ့တောင်ဘက်ကိုပြောင်းရွှေ့မှုတွေစတင်ဖို့လိုအပ်နေပြီးတော့မြို့တော်တစ်စိတ်တစ်ပိုင်းသို့မဟုတ်တစ်မြို့လုံးရွှေ့ပြောင်းရမှုတွေကိုလည်းလောက်ကောင်းလောက်ရနိုင်တယ်လို့စိတ်ပြတ်စွာပြောဆိုသွားခဲ့ပါတယ်။ဒိဗံပညာရှင်တွေကအီရန်နိုင်ငံရဲ့ရေအရင်းမြစ်ကလုံးဝခန်းချောက်သွားမယ့်အနေအထားရှိကြောင်းနှစ်ပေါင်းများစွာကြာသတိပေးခဲ့တော်လဲစီမံခန့်ခွဲမှုအမားတွေကြောင့်ဖော်ဆိုလာခဲ့ပြီးတော့2009ခုနှစ်နောက်ပိုင်း Isfaran အရက်မှာအရှိတောင်ဘက်ကို စီစဉ်တဲ့ Zaran Dashrat မြစ်ကရေမစီစဉ်တော့ပဲနဲ့ခန်း၆ပြောက်ွယ်သွားခဲ့ပြီဖြစ်ပါတယ်။အီရန်ကောင်ဆောင် Ali Khamenei လက်ထက်က ခုခံနိုင်စွမ်းရှိတဲ့စီးပွားရေးစီမံကိန်းမှာပိတ်ဆို့ခံရမှုတွေကနေရုံထွက်နိုင်ရေးကြီးမားတဲ့အစိုက်ပျိုးရေးကဏ္ဍကြီးပြန်လည်ထူထောင်လိုတာအခုအတိုင်းဘလို့မှမဖြစ်နိုင်တော့ပဲပြည်သူပကုံးမော်တာဝင်ထုတ်ဝင်ပိုးတွေပို့ပြီးတော့ရောက်လာတယ်လို့တကယ်ပါလုံးကနေပြီးတော့အမှတ်ချက်ပေးပြောဆိုနေကြပါတယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများရှိတင်ပါတယ်ရှင်